အားလုံးမင်္ဂလာပါဗျာပိုကရင်းနည်းပညာနဲ့ပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့မှတော့ Redmi ဖုန်းအလုံးပေါ့နော်ဒါဆို Note 7လေးဟိုမှာဘယ်ဒီလဲအရင်ဖောင်းနေတယ်ပြီးတော့ပြုတ်ကျသွားပြီးတော့ကျွန်တော်တို့ရုပ်မလာတော့ဘူးပေါ့နော်အဲ့တော့ပြုတ်ကျပြီးရုပ်မလာတော့တာကိုကျွန်တော်ခါတိုင်းလိုပဲပေါ့နော်ကျွန်တော်အရင်ဗီဒီယိုတိုင်းမဲ့ကျွန်တော်ရုပ်လောင်းလုပ်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုတစ်ချက်လောက်မိတ်ဆွေများကြည့်ပြပါအောင်ဗျာနော်ကျွန်တော်မိတ်ဆွေများလည်းဖုန်းလေးရုပ်မလာလို့ရှိရင်ခုဒီတိုင်းအရင်ဆုံးဆန်းသက်လို့ရပါတယ်ပြီးမှမရောက်ဆုံးမှမှန်လဲပေါ့ဗျာနော်ပထမဆုံးဆန်းသက်တာပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ကဒီမှာဟနေတာဆိုတော့အလွယ်တကူပဲအပေါက်နဲ့ဒါလေးထည့်လို့ရတယ်နော်နော်ဟနေဒီမှာကြက်သွားပြီအကြက်တော့လို့ရှိရင်အပူပေးတာရှိရင်ပူပေးမယ်အပူမရှိတဲ့ကျွန်တော် supply လေးဒီ supply လေး9 930 supply လေးဖြန်းမယ်နော်โอเคမနော်နည်းနည်းကြက်နေဖြန်းမယ်နည်းနည်းကြက်နေဖြန်းမယ်နည်းနည်းကြက်တယ်ပေါ့နော်ဟောကြက်သေးတယ်ဖြန်းနေပြအဲ့တော့အပူရှိရင်အပူပေးလို့ရတယ်နော်အပူရှိရင်ပူပေးပါโอเค เราဒီနေ့မှာပြန်ချက်သွားတော့เนาะချက်သွားရင် spray ပြန်ပါဘောเนาะ spray ဒီ spray တွေကကျွန်တော်တို့တွေဟိုအထက်မှာရှိတဲ့ကော်လေးတွေကိုပျော့သွားစေပါတယ်။ဒီကော်လည်းအများကြီးမရှိဘူးเนาะဒီဘေးထောက်လေးတွေပဲရှိတာ။ဒီအခန်းဒီဒီအဆက်လေးပဲရှိတာเนาะအတွင်းမှာမရှိပါဘူး။ ေး6တော့6နေပြီနော်6တော့6နေပြီ6တော့6နေโอเคအဆောင်ရေဒီမှာနော်ဒီမှာသူတခဲတော်တော်ဖောင်းနေနော်ဒီခဲတော်တော်ဖောင်းနေတယ်ဒီဒီမှာ သတိထားမှတခုရှိတယ်ဒီတက်ခဲတာနောက်ထပ်နည်းနည်းဖောက်လို့ရှင်ဒီမှန်ကျိုးရှိပါလေဒါအပေါ်နဲ့အပေါ်နဲ့မှာမှန်ကျိုးเนาะဒါအပေါ်နဲ့အောက်နဲ့ဆက်တဲ့ခါကျိုးအဲ့တော့ကျွန်တော်တို့ကဒီတက်ခဲတာနည်းနည်းထပ်ဖောက်မယ်ဆိုရင်ဒီကျိုးကပြက်ပါပြီပြက်ရင်တော့မှန်လုံးဝအလုံးမလုံးတော့ပါဘူးမှန်လဲမှရမှာဖြစ်ပါတယ်ဗျဒါတော့မှပဲနောက်ကျတော့ပြီလည်းမသိဘူးเนาะကျွန်တော်တေချာအောင်တော့ဖွင့်ကြည့်မယ် ဒါကြောင့်မို့လို့ကျွန်တော်မိစီမားရဲ့ဖုန်းတွေပေါ့နော်တက်ခဲလေးပါရဖောင်းမိဆိုလို့ရှိရင်ပေမသုံးပါနဲ့အန်ဒီရလည်းများတယ်အဲ့တော့အကုန်ကြလည်းပို့များသွားနိုင်ပါတယ်မို့နော်ကျွန်တော်တကယ်လို့ပေသုံးမယ်ဆိုလို့ရှိရင်အခုလိုမျိုးဖြစ်မယ်ဆိုလို့ရှိရင်မှန်ကျိုးတွေပါပြတ်သွားနိုင်တယ်နော်မှန်မှန်ကျိုးတွေပါပြတ်သွားနိုင်တယ်မှန်နေပါဟသွားနိုင်တယ်ပို့နော်အဲ့လိုဆိုလို့ရှိရင်ပို့လို့အကုန်ကြများနိုင်ပါတယ်အဲ့တော့တက်ခဲလေးဖောင်းနေဆက်မသုံးပါနဲ့အစ်တက်လဲလိုက်ပါဗျာနော်အစ်တက်လဲလိုက်ပါ เคအဲ့ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ဆက်သွားပြောတဲ့အတိုင်းပဲเนาะဒီမှာဒီမှာเนาะအဲဒါသူ့ရဲ့မှန်ကြိုးပြုတ်သွားတာဖြစ်ပါတယ်ဒီပတိတားဖောင်းလို့ပုံเนาะတားဖောင်းလို့မညို့ပြုတ်သွားဖြစ်ပါတယ်တချို့ဖုန်းလေးဆိုရင်ဒီမှာအပိတ်တွေပါအရင်ကောင်းတဲ့ဖုန်းဆိုလို့ရှိရင်ဒီဒီမှန်ကြိုးကပြက်မှာပြက်မှာပြေးကြပါတယ်ဒါကတော့ကန်ကောင်းလို့ပုံเนาะအဲ့တော့ကျွန်တော်တစ်ချက်တော့ပြန်ဆန်းကြည့်မယ်အော်ကျွန်တော်တို့ဒီ ပရိယတာဖောင်းလို့ကြတော့မှန်ကျိုးကပြန်တက်လို့မရတော့ပါဘူးအဲ့တော့ကျွန်တော်တို့ကပတိကိုအဲကျွန်တော်ဖောင်းနေလေးကိုလေရှော့အောင်ဖြစ်ပါတယ်ကျွန်တော်လေရှော့လေတော့ရှော့ကြည့်လိုက်မယ်ဗျာနော်လေရှော့ကြည့်လိုက်မယ်လေရှော့ကြည့်လိုက်မယ်ဆိုတော့ဒီဆုံးတက်ခဲကိုထုတ်ကြည့်တာနော်ကျွန်တော်လေးရှော့ကြည့်လိုက်မယ်နည်းနည်းဖောက် ဖောက်ကြည့်လိုက်ပါဦးဗျာနော်โอเคမှကျွန်တော်လေဖောက်နေရလေးကိုကျွန်တော်အက်ကလေးနဲ့ထိုးဖောက်လိုက်ပါပြီအဲ့ဒီနဲ့ထိုးဖောက်လိုက်ပြီးကျွန်တော်လေထုတ်လိုက်ပါပြီโอเคအဲ့ဆိုလို့ရှိရင်တော့ဒီမှာတော့ပြန်ညီသွားပြီနော်ဟမ်ပြန်ဆမ်းမယ် โอเคอ่ะဆိုရင်ပြန်ရသွားပြီเนาะအာโอเคอ่ะဆိုရင်ဒီမှာပြန်ပေါ်လာပါပြီเนาะဒီမှာเนาะပြန်ပေါ်လာပါပြီဗျာ โอเคဒါဆိုကျွန်တော်ခုပေါ်ပြန်ဖွင့်လိုက်ပြီเนาะโอเคပြန်တက်လာပါပြီဗျဒါဆိုရင်အဆင်ပြေပါပြီ โอเคอ่ะဆိုကျွန်တော်သူ့နဲ့နေပြန်ချက်ပြီးသွားပြီပြီးဆိုလို့ရှင်တော့ကျွန်တော်โอเคဒါဆိုရင်အဆင်ပြေသွားပါပြီဗျာเนาะโอเคရတော့ပါပြီโอเคအားလုံးကျေးဇူးတင်ပါတယ်ဗျအဲဒါဆိုလို့ရှင်ဒီဖုန်းလေးကအဆင်ပြေတယ်ပေါ့เนาะခုလိုမျိုးအဆင်ပြေတဲ့လုံးတွေများပါတယ်ဗျတချို့ကလည်းအဆင်မပြေဘူးဗျတချို့ကလည်းမှန်လဲမှန်ရတယ်အဲ့တော့တခုတော်တော်များတော့အဆင်ပြေတာများပါတယ်ဒီမှာသူ့ရဲ့ finger လေးပြန်တက်မယ်မနော်ဒီမှာသူ့ရဲ့ finger လေးကိုဒီမှာပြန်တက်မယ်ဒီမှာပြန်တက်မယ်ဆိုရင်လည်းတော်နည်းနည်းလေးအထာလေးရှိတယ် ဒီဘက်ကနေကင်မယ်နော်ဒီဘက်ကနေကင်ပြီးတော့တူတူလေးတက်မှာဖြစ်ပါတယ်ဟာနော်အဲဒါဆိုရင်တက်လာတက်လာလွယ်ပါတယ်နောက်တက်မှာဆိုဒီဘေးလေးကော်လေးပြန်ကတ်အောင်ပါဗျာနော်ဘေးလေးကော်လေးကတ်ပြီးမှဒါလေးပြန်တက်မယ်ဒါမှဒီကောင်လေးပဲဆွဲသွားမှာပေါ့နော်โอเค အားလုံးကျေးဇူးတင်ပါတယ်ဗျအဲ့တော့အစီအမြင်တဲ့ line screen နေပြီးအားပေးကြပါဦးဗျဒါတော့ကျွန်တော်တွေပြုတ်ကျသွားပြီးတော့ရုပ်မလာတဲ့ဖုန်းတွေပါမလာတဲ့ဖုန်းတွေကိုအခုလိုတိုင်လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများလည်းပေါ့နော်တချို့ဖုန်းတွေကခွာလို့ရတယ်တချို့ဖုန်းတွေကခွာတာခက်တယ်ချို့လည်းခွာတာမလွယ်ဘူးတချို့ဖုန်းတွေဆိုရင်ခွာတာအလွယ်လေးပါပဲဗျအဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများလည်းဒါလို့ဆိုခေါမခေါနီအားလုံးသိသွားပြီးထင်ပါတယ်ကျွန်တော်ဖုန်းမျိုးမျိုးအားလုံးကိုနှီးပါကိုကျွန်တော်ခွာခွာပြခဲ့ပါတယ်မိတ်ဆွေများကျွန်တော်ရဲ့ဒီ channel ထဲမှာဖုန်းခွာနီလေးတွေအများကြီးရှိပါတယ်ဗျအဲဝင်မြေလေးလေ့လာလို့ရပါတယ်လိုင်းရဆွဲလိုင်းရဆွဲနေပြီးတအားပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ ားလုံးပဲမကလာမပြပို့ခွာလေးနဲ့ပညာကနဲ့အားလုံးကိုချိုးဆိုပါတယ်ဗျ Like and subscribe နဲ့ပြအပေးချပါဦးဗျာ Yeah